မြန်မာပြည်သူပြည်သားအလုံးလက်ရှိကြုံတွေ့နေရတဲ့သဘောဝဘေးအန္တရာယ်ကနေအမြဲဆုံးကင်းလွတ်ဖြစ်ကျော်နိုင်ပါစေလို့ကျမနေနေကဦးစွာဆုတောင်းပေးပါရစေ။အခုတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့လာမယ့်ရက်တွေမှာလေပြင်းအနေရဝန်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးမိုးရွာသွန်းနိုင်တာကြောင့်ငလင်တန်းသင့်ဒေတာတွေမှာရှားပွေကင်းစေးလှုပ်ဆောင်နေရတွေအနှောင့်အယှက်ဖြစ်လာနိုင်တဲ့ဆိုတဲ့တဲ့ရင်မှာဘင်္ဂလားပြည်လောက်တောင်ပိုင်းမှာလေပြင်းအနေရဝန်ဖြစ်ပေါ်နိုင်ပြီး လာမယ့်ဧပြီလ၄ရက်ကနေ6ရက်နေ့အတွင်းမိုးရွာနိုင်ပြီးငလီနယ်ပြင်းထန်စွာခံစားခဲ့ရတဲ့နေရာတွေမှာပါမိုးရွာသွန်းနိုင်ခြင်းများနေတာကြောင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာအနှောင့်အယှက်ဖြစ်နိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကဆိုပါတယ်။ဧပြီလပထမပတ်အတွင်းမိုးရွာသွန်းနိုင်မှု90ရာခိုင်နှုန်းကနေရာနှုန်းမြင့်ရှိနေတာကြောင့်ငလီနယ်ခံရတဲ့ဒေသတွေအတွင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ပြည်စည်းမှုတွေပြောကြားလာနိုင်တဲ့အန္တရာယ်လည်းရှိနိုင်တယ်လို့သိရပါတယ်။ ငလေးနဲ့ဒေတာအတွင်းမိုးအတင်းတင်းမှမိုးများလာနိုင်ရင်ပြည့်ပြည့်ကျော်ကဟတ်သွားတဲ့နေရာတွေနဲ့ရေကြောမြေကြောပြောင်းလဲသွားတဲ့နေရာတွေကို ရေစီးဝင်လာတာတွေဖြစ်နိုင်ပါတယ်။နောက်တစ်ချက်ဆိုရင်ရတာက ရှာဖွေကယ်ဆယ်ရေးလုပ်နေကြတဲ့အဖွဲ့တွေအတွက်အခက်အခဲနဲ့ပြိုကျနိုင်မယ့်အနေအရတွေရှိလာနိုင်မယ်လို့ဦးဝင်းနိုင်ကမှတ်ချက်ပြုထားပါတယ်။ င်္ဂလားပင်လယ်အော်ရှေ့တောင်ပိုင်းအန်ဒမန်ကျွန်းရဲ့အနောက်ဘက်ရှိပင်လယ်ပြင်မှာလေပြင်းရဲရဝင်းတစ်ခုဖြစ်လာနိုင်ပြီးမုန်တိုင်းအဆင့်ဖြစ်လာဖို့90ရာခိုင်နှုန်းရှိကမြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်မယ်လို့ကနဦးခန့်မှန်းထားပါတယ်။ဒါကြောင့်အေဘီလ9ရက်နဲ့6ရက်နေ့တွေမှာအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်ကရနီကယားပြည်ရှမ်းပြည်တောင်ပိုင်းတို့အပြင် ငလျင်တန်းပြင်းထန်စွာခံစားခဲ့ရတဲ့နေပြည်တော်အပါအဝင်ရှမ်းပြည်အရှေ့ပိုင်းတို့မှာမိုးရွာသွန်းနိုင်မယ်လို့သိရပါဗျ။လေပြင်းရည်ရဝန်းကနေမုန်တိုင်းအဆင့်ကိုရောက်လာရင်နောက်လာမဲ့216နာရီအတွင်းမြန်မာနိုင်ငံဘက်ကရွေလျားလာနိုင်မယ်အခြေအနေတွေရှိနေတယ်လို့လဲဦးဝင်းနိုင်ကခန့်မှန်းထားပါဗျ။ ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခဲ့တဲ့အင်းအားပြင်းငလင်ရဲ့အရှိန်ကြောင့်မြေကြီးများပြည့်ပြည့်ချောင်းကြီးများဖြစ်ပေါ်ခဲ့ပြီးမြေအုပ်ရေတွေရှမ်းထွက်လာတာမျိုးတွေလည်းဖြစ်ပေါ်ခဲ့တဲ့အပြင်စကားမျိုးကနေရာတချို့လည်းရခိုင်တီနေရာနဲ့လွဲသွားတာမျိုးတွေရှိတယ်လို့ဒေသခံတွေရဲ့ပြောကြားအရသိရပါဗျ။ အခုလိုရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေစဉ်အချိန်အတွင်းမိုးရွာသွန်းမကဖြစ်ပေါ်နေတဲ့မြေကြီးအကြောင်းတွေအတွင်းရေဝင်ရောက်ကထပ်မံပြိုကျမှုတွေဖြစ်ပေါ်လာမှာကိုလည်းဒေသခံတွေကစိုးရိမ်နေကြပါရဲ့ရှင်။ကျမနွေနွေပါ။